ဓာတ်ပုံလှက်လာလေးတွေတင်ပြီးတော့အကောက်တွေလိုက်ရတဲ့ register လုပ်လိုက်ပြီဆိုရင်ကိုယ်စီမှာရှိနေတဲ့ကျွန်တော်တို့ဒီ ban ထဲမှာရှိတဲ့ပတ်စံတွေပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်အကုန်လုံးပါသွားနိုင်ပါတယ်အားလုံးပဲမင်္ဂလာပါမိုးချန်နယ်လေးကကြိုဆိုလိုက်ပါရမိုးခုတစ်ဆက်ပေးခြင်းနဲ့ပြည်တော့ဒီဗီဒီယိုလေးပေါ့နော်ဗီဒီယိုတက်မှာဆိုလို့ရှိရင်တော့လူလိန်နေရဖုန်းနဲ့ဆက်စားရပို့ပြီးတော့မလိန်တော့ဘူးပေါ့နော်အခုဆိုလို့ရှိရင်တော့လိန်ကြီးအစ်စ်နဲ့ဒီလိန်လာတာအရောက်မှာတက်ဖို့ကောင်းတယ်ပေါ့နော်ချိတဲ့မျိုးလည်းဘိုးတို့ကသင်္ကန်းဆိုင်ရအောင်မပြက်လဲမြောက်လိုက်တာပဲဖြစ်ပါတယ်ဒါဆိုရင်တော့ဗီဒီယိုလေးကိုစလိုက်ကြရအောင်နော် အခုနောက်ပိုင်းလူလိန်တွေဘလို့လိန်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တစ်ချက်ပြောပြမယ်ဗျကျွန်တော်အခုလင်းလင်းပဲအလိန်ခံရဖို့နှီးပါ ဖြစ်ခဲ့ရပါတယ်ဘလို့မျိုးလဲဆိုတော့အာအရင်ဆုံးကျွန်တော်တို့ဒီလူလိန်တွေကကျွန်တော်ဖုန်းမဆက်တော့ဘူးကျွန်တော် message တွေမှာစာမပို့တော့ဘဲနဲ့ဘလို့ပုံစံဖြစ်လဲဆိုတော့အာကျွန်တော်ပြောရမယ်ဆို register လုပ်ခိုင်းတာပေါ့ register လုပ်ခိုင်းတဲ့ခါကျတော့သူတို့အနေနဲ့အရင်တော့လည်းမျိုးဖုန်းဒီဖုန်းထဲကိုစာမပို့တော့ဘဲနဲ့ဗျာကျွန်တော်တရားနဲ့တရားအလိုခင်ဝအောင် Facebook ကနေပြီးတော့မှ Facebook ပဲဖြစ်ဖြစ် social network တွေတည်းကတခုခုပေါ့ဗျာအဲ့ထဲကနေပြီးတော့မှတပ်ပုံလှလှလေးတွေတင်ပြီးတော့အကောင့်တွေလိုက်အပ်တယ်လက်ခံပြီးဆိုရင်သူတို့အနေနဲ့စကားလာပြောတယ်ယောက်ျားလေးဖြစ်စီမိန်းကလေးဖြစ်စီပေါ့ဗျာစကားပြောပြီးတော့ကျွန်တော်တို့ဒီသူတို့အလုတ်အရန်အလုတ်ရှုပ်တယ်ပေါ့ဗျာနိုင်ငံခြားမှာသူတို့အလုတ်တွေလုပ်နေရတယ်အရန်လုတ်ရှုပ်တယ်ဒါရဲ့မြန်မာရင်နော်မြန်မာရင်နိုင်ငံခြားသားမဟုတ်ဘူးအလုတ်တွေရှုပ်နေရတယ်ဆိုပြီးပထမဆုံး intro ကိုဗျာကျွန်တော်တို့ဒီကောင်းကောင်းလေးဝင်လိုက်တယ်ဗျာတကယ် intro တကယ်တကယ်မှကောင်းနေအားလုံးဝပြပြနေအာပြီးလေပြီးတော့တို့တို့အမအလုဆရှုပ်ပြီးတို့လောက်လှုပ်ရှုပ်တဲ့သူတို့မရှိတော့အဲအဲ့ခါကျတော့အလုရှုပ်တဲ့ခါမှာအာကျွန်တော်တို့ ਨੇ ပထမဦးဆုံးဒီ intro ကအဆင်ပြေသွားတာဖြစ်တဲ့အတွက်ဒုတိယအဆင့်အနေနဲ့သူတို့ကနေပြီးတော့သူအလုရမ်းရှုပ်တယ်အဲ့ခါကျတော့ကျွန်တော်ဘန်းနေပြီးတော့ကုညီပေးရမလားဗာပေးရမလားညာပေးရမလားဆိုပြီးပြောတော့မယ်ဗျာပြောတဲ့ခါကျရင်သူတို့အနေနဲ့က အာကုညီပေးပါအောင်ပစ္စည်းဝိုင်းတင်ပေးပါအောင် ပြောမယ်ဆိုရင်ကျွန်တော်ကြုံခဲ့ရတာကကျွန်တော်တို့ဒီအခုအမေရိကန်အခြေစိုက်ကျွန်တော်တို့ဒီပြောမယ်ဆိုရင်ဟိုဒီ shopping website ပေါ့ဗျာကျွန်တော်ပြောတတ်လို့ပဲပြောလိုက်ပါတော့မယ်အေးပေါ့အေး warmup ပေါ့ဗျာဒါတော့ဒီလူတို့မင်းများတော့သိပါလိမ့်မယ်အေးဟာနဲ့သူတို့ကဒီပြောမယ်ဆိုအတုလောက်တာပေါ့ website အတုလောက်ပြီးတော့မှသူတို့က register လုပ်ခိုင်းတာဆိုတော့အဲကဲရွေးတာကိုကအဲ့လိုမျိုး register လုပ်လိုက်ပြီဆိုရင်ကိုယ့်စီမှာရှိနေတဲ့ ကျွန်တော်တို့ဒီဘန်ထဲမှာရှိတဲ့ပတ်စံတွေပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်အကုန်လုံးပါသွားနိုင်ပါတယ်အဲလင်းနေကိုကျွန်တော်တို့ဒီရကဒီကျွန်တော်တို့ဒီလူလိန်လားဒါကဒီလူလိန်မဟုတ်ဘူးလားလူလိန်ဟုတ်လားမဟုတ်လားဆိုတာထက်ဒီလင်းကကျွန်တော်တို့ယုံကြည်ရလားမယုံကြည်ရလားဆိုတာ ਨੇ ပတ်သက်ပြီးတော့ကျွန်တော်စစ်လို့ရတဲ့နေရာအများကြီးရှိပါတယ်ဆိုတော့အာအဲ့လိုမျိုးတွေပေါ့ဗျာအကယ်၍အခုကျွန်တော် ਨੇ ပြောတဲ့တရားဆိုရင်အာကျွန်တော် blog ပြီးပြေးသွားပြီ ကျွန်တော်တိတာပေါ့ပထမဆက်ဆားထဲကသူကျွန်တော်အောက်လာအပ်ထဲကကျွန်တော်တိတယ်ဘာလို့တိလဲဆိုတော့ကျွန်တော်တို့ဒီစစ်လို့ရတယ်ဗျာအဲဒီမှာရုတ်ချောချောရုတ်ချောချောဆိုတာထက်ဗျာဒီဓာတ်ပုံကိုလေတေချာချာလေးရိုက်တက်တဲ့သူဗျာတေချာလေးဓာတ်ပုံရိုက်တယ်လုံးဝဓာတ်ပုံရိုက်တဲ့အခါမှာလဲ profile လေးလုံးဝ share ပဲမင်းသမီးရှုံးပေးရတယ်အဲ့လိုပုံစံမျိုး profile ကြီးမှာထားပြီးတော့မှ အကောက်ထဲဝင်ကြည့်လိုက်တော့ဖိုင်အိုမှာအားလုံးကိုကြိုဆိုပါလေအားလုံးကိုချစ်ပါလေအဲအဲ့လိုမျိုးတင်နေရတယ်ခင်ဗျာနည်းနည်းလေးစဉ်းစားလို့ရပါပြီဗျာ။အော်ဒါကတော့တခုခုပဲ။အာပြီးတဲ့အခါကို့စကားလာပြောတယ်ဒီလိုမျိုးဗျာချောမောတဲ့အဲရဲချစ်ဖို့ကောင်းတဲ့ကောင်းပါလေရဗျာ။ဒီကျွန်တော်လူလူမျိုးစကားလာပြောတယ်ဆိုတော့နည်းနည်းလေးတော့မှန်တက်ချင်သွား။အဲအဲ့ထဲကအဲနည်းနည်းလေးတော့ကိုရိုက်စားမိလိုက်ပါလေ။အဲဒါမဲ့ intro တော့တကယ်မိုက်တယ်ဗျာ။ intro မှာတော့ကျွန်တော်နည်းနည်းမျောသွားသေးတယ်။ဟာပြီးလဲပြီးတော့မှလင့်လာပြီးတော့မှကျွန်တော်တတိယဝါ အာအလုပ်တွေရှုပ်နေတယ်ပေါ့အဲ့ဒါဒီကုတင်ပေးပါအောင်စသဖြင့်အကူညီတောင်းတာပေါ့အားလည်းကျွန်တော်လည်း link မြင်တာနဲ့ကြောက်တယ်လေကြောက်တော့ကိုကဘာလုပ်လဲဆိုတော့ဒီ link ကိုယူရတယ်ယူပြီးတော့ကျွန်တော် chat gpt မှာသွားမေးတယ်မေးလဲမေးပြီးတော့ ChatGPT ကလည်းအရင်ချုပ်ဖို့ကောင်းပါတယ်တကယ်အသုံးဝင်ပါလေ ChatGPT ကိုတုံးကြပါကျွန်တော်ဘာကြော်ညာမှလည်းမယူထားပါဘူးတုံးကြပါဘာလို့လဲဆိုတော့ ChatGPT ကိုမေးလိုက်တဲ့အခါမှာဒီ link ကကျွန်တော် official website မဟုတ်ပါဘူးတဲ့အာလူလိမ်ဖြစ်ဖို့ရခိုင်တော့အရန်များပါတယ်တဲ့အဲ့ဒါနဲ့ကျွန်တော်ကနေပြီးတော့ကျွန်တော်ရဲ့အကောင့်ကိုကြည့်မေးပါအကုန်ထွက်ကျွန်တော်ဒီပြောမယ်ဆိုရင် Gmail ပါအကုန်ထွက်ပြီးတော့ဗျာဒီပြောမယ်ဆိုရင် တခြားဖုံးတစ်လုံးနဲ့ပေါ့ဗျာဒီလောင်းအဖုံးအစ်စ်ပုံစံမျိုးနဲ့အဲ့ဒီဝင်လဲခါမှာကျွန်တော် warm mat ဆိုတဲ့ပုံစံမျိုးတွေ့တယ်တွေ့လဲတွေ့ရောအဲ့ရအောင်စခွင်ချိုးရိုက်ပြီးရောချက်ကြည့်ပြီးတော့သွားပို့တယ်ဒီလိုပုံစံမျိုးပေါ်တယ်ဆိုတော့ချက်ကြည့်ပြီးတည်းကလည်းအရင်ချက်ဖို့ကောင်းတယ်အဲ့ဒါဆိုတော့တေချာပါရဲ့ဒါက scan ပါပဲဆိုတော့အာကျွန်တော်လည်းနည်းနည်းလေး photoshop နေတဲ့နေရောဒီနေ့၃ရက်မြောက်တဲ့နေ့じゃအသေးတန် ကူညီပေးပါအောင် register လုပ်ပေးပါအောင်ဆိုပြောလေပြောအာကျွန်တော်ကနေသူ့ပြန်ပြောတာဗောအာလူလိမ်မလားဘာညာတာတကာဆိုရအပြောလေပြောဘလော့ကြီးပြေးသွားအဲ့အတွက်ကြောင့်ဒီလိုမျိုးလေးတွေလာပြီးတော့လောက်တာမျိုးရှိပါတယ်အဲ့အတွက်ကြောင့်ခရီးဆိုင်ကြပါဆက်ဆက်ရခရီးဆိုင်ကြပါလူကြီးတွေပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ် Viber မှာပဲဖြစ်ဖြစ် Telegram မှာပဲဖြစ်ဖြစ် TikTok မှာပဲဖြစ်ဖြစ် social social network ပေါ့ပြောမယ်ဆိုရင်အဲ့ other social network တွေမှာကျွန်တော်တို့တယောက်နဲ့တယောက်စကားလာပြောတဲ့အခါကျရင် link နေပြီးရင် ယုံနေသူဖြစ်တယ်လို့မယုံနေသူလည်းရှိပါတယ်ဘယ်သူပဲဖြစ်ဖြစ်ယုံရတဲ့သူပဲဖြစ်ဖြစ်မယုံရတဲ့သူပဲဖြစ်ဖြစ် link ကိုမြင်တာနဲ့ကျွန်တော် register မလုပ်မိအောင် နေပါမဝင်ကြည့်မိအောင်နေပါဗျအကယ်၍ကိုကဝင်ကြည့်မိသွားပြီဆိုရင်ကိုဘာလို့အောင်လဲမသိတော့ဆိုချက် GPT သာသွားမိပါချက် GPT သွားမိပြီးတော့မှဘယ်လိုဘယ်လိုလုပ်အောင်လဲဆိုတဲ့ပတ်သက်ပြီးသူတို့ဘက်ကနေပြောပြတာမျိုးရှိပါတယ်အဲ့ဒီတော့ကျွန်တော်တချက် queue site ကြပါလူလိန်တွေကအတော်ဆုံးနေပါပြီကိုရီနိုင်ငံကတော့မပြောတော့ပါဘူးဗျဒါလေးသာပြောတာပါ queue site ကြပါဗျ queue site ကြပါ မာစစ်တိုးရေးလိုင်းမဝစိတ်မကောင်းဖြစ်နေတဲ့စစ်တိုးရေးမမအဆွေးကျိုးပြန်ရပြီနော်စိတ်မကောင်းမဖြစ်တော့နဲ့ဒီမှာပြန်ရပါပြီတဲ့ဂျွာတွေကမတိတဲ့ကောင်မတွေကိုပြောပြမယ်နော်ဒီမှာဒီဆွဲကျိုးကငါကြီးညာထားတာမှန်တယ်ပြန်တွေ့တဲ့လူ၁၀သိန်းပေးမယ်လူကြီးညာထားတာမှန်တယ်ဒါပေမဲ့အခုပြန်တွေ့တဲ့လူကငါ့ကိုဖြူဖြူစင်စင်နဲ့လာပေးတာမဟုတ်ဘူးနော်ကြောက်စဲကိုဂလိန်ကကြည့်နဲ့သွားရောက်လာဒီဆွဲကျိုးက တင်းင်းကိုနေနေရပျောက်တာတင်းင်းလာနေကိုဆယ်သိမ့်ပေးမဲ့ကြီးညာထားတယ်။ကြောက်ဆက်ရွှေဆိုင်တွေကိုလည်းငါတို့ရွှေဆိုင်ကိုမောင်ရမ်းဝင်းရေမမတို့ဆွဲကျုပ်ပျောက်သွားပြီ။အဲ့လိုလေးဆိုင်တွေပိတ်ပေးပအောင်ဆိုလို့ငါရဲ့တစ်တော့အကောင့်နဲ့ရွှေကြောက်ဆက်ရှိတဲ့ရွှေဆိုင်တွေအကုန်လုံးပဒိန်ပုစံအကုန်လုံးပိတ်ထားတာ။ဒီမိမကန့်ဆိုးကျင်တော့ငါ့ကိုပြန်မပေးပဲနဲ့ငါရောင်းငါလုတ်တဲ့ရွှေဆိုင်ကိုသွားရောင်းမိတာဖြစ်တာ။အဲ့ဒါကြောင့်ဒီမိမစီကဒီဆွဲကျုပ်ကပေါ်သွားတာ။ရွှေဆိုင်ကအကုန်ဓာတ်ပုံတွေရိုက်ထားတာ။ဓာတ်ပုံကြီးလိုက်တော့တောင်မရွာကောင်မဖြစ်နေတာ။ ငါစီကငွေလို့ယူသုံးတဲ့ကောင်မအဲ့ကောင်မဖြစ်နေတာနော်အေးဒါကြောင့်ဒီဥစ္စာကိုသူကကောင်းကောင်းမွန်းနဲ့မပေးလို့ငါရှစ်သိမ့်ပေးတယ်လေပြန်မပေးဘူးမပေးတော့ငါရဲစခန်းတိုင်တာရဲစခန်းကဥပဒေမရှိဘူးမပြောနဲ့နော်ပစ္စည်းပြောက်လဲပိုင်ရှင်ပေါ်ရင်ပြန်ပေးရမှာသူဘက်က တက်တဲ့ခိုင်းလုံးနေပြီခမရပြန်ပေးလိုက်လို့ပြောတော့ပြန်မပေးရင်ခမရတခါတည်းအချုပ်ထဲဝင်ဆိုတော့ကြောက်ပြီးတော့မောင်နှမနှစ်ယောက်ရဲစခန်းနေလစ်ပြီးတော့ပြေးတာရဲကနောက်ကနေပြီးလိုက်တာမမီလို့အေးညအိမ်ပြန်လာတော့သူ့ဥက္ကဋ္ဌနေပြီးလှမ်းပြီးတော့ညှိတာဒေါ်စပယ်ရေးအဲ့လိုမလုပ်ပါနဲ့နော် ခမရသူတို့ခမရညာညာတာတာမှသူတို့တက်တာမှကျွန်တော်ညှိပေးပါမယ်ဆိုလို့မနေ့ညက၄သိန်းနဲ့၈တောင်းပေးပြီးသွားရွေးလာတယ်နော်၄သိန်း၈တောင်းပေးခဲ့လိုက်တယ်သူနဲ့တန်ရတန်ရရအဲ့ပဆန်ငငါမတထားဘူးရွာတွေကကောင်မတွေငါပြောလိုက်အောင်မယ်နင်တို့လက်မပူလို့နင်တို့အပူမှန်းမသိတာပူချင်းမစားတဲ့ကောင်မတွေနင်တို့က၁၀သိန်းပဲပြောတာငါ့ကိုဖြူဖြူစင်စင်နဲ့လာပေး၁၀သိန်းမကောင်၁၅သိန်းနဲ့ငါပေးလိုက်ပါဒါတွေကိုနှစ်ဖူးနှစ်ဖက်မကြည့်ပဲနဲ့ကိုအပူမဟုတ်လို့အပူမှမသိတဲ့ကောင်မတွေနင်တို့သိဖို့ပြောပြမနာလို့စိတ်မမွေးနဲ့စိတ်ကောင်းကောင်းထားပြီးပြော နော်ဒီကောင်မငါနဲ့ကင်းတဲ့ကောင်မငါစီကငွေလို့ယူသုံးနေတဲ့ကောင်မနင်တို့သိအောင်လို့ပြောပြနင်တို့ကငါ့ကိုလာပြီးပြပြောတာဆယ်သိန်းပေးမယ်ပြောပြီးတော့မပေးလို့မပေးလို့နဲ့နေတာငါ့ကိုပြည်ပြည်စင်နဲ့လာပေးငါဆယ်သိန်းမဟုတ်15သိန်းနဲ့ပေးပါလေကလင်ကချင်းနဲ့သူမြတ်ပစ္စည်းကိုသွားပြီးခိုးရောင်းလို့ယူရောင်းလို့ခိုးဆောင်ခိုးပွက်နဲ့သွားရောင်းလို့ငါကမပေးတာဓွာရီကကောင်မတွေသိလားနင်တို့မြဲမြဲမှတ်ထားစိတ်ကောင်းကောင်းမွေးနင်တို့လိုကောင်မနင်တို့လိုကောင်မတွေသိအောင်လို့ငါအခုတက်ပြောတာပတ်စံ10သိန်းနဲ့ပေးနိုင်15သိန်းနဲ့ပေးနိုင် ဖြူဖြူစင်စင်နဲ့လာမပေးလို့ငါမပေးတာငါရှစ်သိမ့်ပေးသေးတယ်လေဒီလက်ဒီဆဲကျိုးတွေမှာသူချွေးနဲ့သာပါလာကောက်ထွေးတာမှန်တယ်လေငါပေးထားပြီးပြီပြန်ပေးပေါ့ဆယ်သိမ့်မှဆယ်သိမ့်ဖြစ်လို့ငါရဲစကန်းတိုင်တာအခု၄သိမ့်၈တောင်းနဲ့တူနဲ့တန်နဲ့ပတ်စံမရတာအဲ့ဒါငါမတထားဘူးမှတ်ထားနင်တို့လောက်ကောင်းမှရစိတ်ကောင်းမွေးနော်ကိုအပူမော်တိုင်းအပူမလုံမမတ်နဲ့နင်တို့ကိုယ်တိုင်တွေ့မှနင်တို့ကိုချင်းစာမှာနင်တို့ကောင်းမှတယ်ဟုတ်ကဲ့ပါမျိုးတို့ရေမိုးရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ ဗီဒီယိုတက်မှာဆိုလို့ရှိရင်တော့ဒီလူလေးကြီးအကြောင်းကိုပြောသွားတယ်အရောက်မှာကြက်ဖို့ကောင်းတယ်ပေါ့နော်ရုပ်ကလေးပန်းပြပြီးတော့လှုပ်ရှားနေတယ်အခုဆိုလို့ရှိရင်ဖုန်းတွေထဲကိုလင့်နေချက်ပေးရပေါ့နော်လင့်နေချက်ပေးခဲ့ရင်လည်းမဝင်ဖို့ပြောချင်ပါတယ်အရောက်မှာကြက်ဖို့ကောင်းတယ်ပေါ့နော်လူလေးကြီးကဒီလင့်နဲ့ဝင်လိုက်လို့ရှိရင်ကိုယ့်ရဲ့ကေပင်းဝေးလူကသက်ဆက်နေပါပေါသွားလိုက်မယ်ပေါ့နော်အခုကြည့်နေတဲ့အမျိုးလည်းဘဟုတရာသင်္ကန်းစာရအောင်လို့ပြန်လဲမျှဝေလိုက်တာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ထင်မြင်စက်ချက်လေးတွေရဲ့အတွေ့အကြုံလေးတွေလည်းဗီဒီယိုလေးကအမကွန်မန့်လေးတွေရေးပြရပါရှေ့မောဗီဒီယိုလေးကိုဆုံးထိလက်ပါကြည့်ရှုပေးလို့ အားလုံးကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်လည်းမိုးဘုသူရရက်ဆရာဗီဒီယိုလေးတွေဆယ်လီတဲ့တဲ့နေဟာတာဗီဒီယိုတွေကိုနေ့စဉ်တိုင်းတင်ဆက်ပေးသွားမှာမို့မော Channel လေးကို like subscribe နဲ့တောက်ပို့တောင်းဆိုပါတယ်ရှင်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်တတ